မင်္ဂလာနေ့တက်ပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ April 18ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကို တင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့အချက်ဘတ်စစ်တပ်ကအချင်းသာအချင်းသူစုစုပေါင်း4863ဦးနဲ့နိုင်ငံခြားသားအချင်းသာအချင်းသူ73ဦးတို့ကိုဒီကနေ့မှလွန်ငင်းချမ်းသာခွင့်ပေးလိုက်တယ်လို့ထုတ်ပြန်လိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီကနေ့မှကြောက်တဲ့မြမနှစ်တဲ့ကုနေအဖြစ်နဲ့ လူငိမ့်ချမ်းသာခွင့်ပေးခဲ့ပြီးတော့နောက်တစ်ချိန်ပြည်မှုကျူးလွန်မှာကတတ်တာခွင့်ပေးထားတဲ့ပြည်ထံများကိုပါတပေါင်းနဲ့ကြခံရမယ်ဆိုတဲ့တတ်မှတ်ချက်နဲ့လူငိမ့်ချမ်းသာခွင့်ပေးခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ဒါအပြင်အကြမ်းမတ်စစ်တပ်ကအခြားသောအချင်းသားအချင်းသူများကိုလည်းပြည်ထံရဲ့6ပုံ2ပုံလူငိမ့်ချမ်းသာခွင့်ပေးခဲ့တယ်လို့ဒီကနေ့မှထုတ်ပြန်ကြေညာထားပါတယ်။အကြမ်းမတ်စစ်ခေါင်းဆောင်မေအောင်လိုက်ဟာအာဆီယံခေါင်းဆောင်များနဲ့တွားရောက်တွေ့ဆုံရန်ရှိနေပြီးတော့၎င်းရဲ့တွေ့ဆုံမှုမှာအတိအမှတ်ပြုမှုနဲ့ ချီကျူးမှုရယူရန်အတွက်လွန်ငင်းချမ်းသာခွင့်မှာနိုင်ငံရေးအကျဉ်းသားတချို့ပါဝင်လာနိုင်တယ်လို့နေပြည်တော်စစ်ဘက်သတင်းရေးမြစ်ကသတင်းပေးဖို့ပြောကြားထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မြန်မာနှစ်သက်ကူးမှာငလျင်တန်ကြောင့်အစိုးရရုံးဌာနများပြန်လည်တိဆောက်ရေးနဲ့လမ်းမဆက်သွယ်မှုလုပ်ငန်းများပြန်လည်တိဆောက်ရေးလှုပ်ဆောင်ရမယ်လို့အကြမ်းဖက်စစ်ကောင်းဆောင်မင်းအောင်လှိုင်ကပြောဆိုလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ် မင်းအောင်လိုက်ကဒီကနေ့ထုတ်ပြန်လိုက်တဲ့နှစ်သက်ကူစကားအဖြစ်နဲ့စစ်ကောင်စီရဲ့ဝါရဖြန့်သတင်းစာများမှာအခုလိုပြောဆိုထားခြင်းဖြစ်တယ်လို့သိရပါဗျ။မတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ငလျင်တန်းကြောင်နေပြည်တော်မှာဝင်ကြီးဌာနရုံးများဝန်ထမ်းအင်အားများအလုံးအမင်းပြက်စီးခဲ့ရတော့လဲအကြမ်းဖက်စစ်တပ်ကအပြက်စီးစရေးများကိုသတင်းထုတ်ပြန်ခဲ့ခြင်းမပြုရာကနေအခုနောက်ဆုံးမှာတော့ငလျင်ကြောင်အပြက်စီးကြီးမားခဲ့တဲ့ဝင်ကြီးဌာနရုံးများပြန်လည်တည်ဆောက်ရေးလှုပ်ဆောင်ရမယ်လို့ဝန်ခံလာခြင်းဖြစ်တယ်လို့သိရပါဗျ။ငလျင်ဘေးဒဏ်တင့်တဲ့ဒေသများအတွက်ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေဖြစ်တဲ့ အစိုးရဌာနရုံးများပြန်လည်တိဆောက်ရေးပြည်သူတွေရဲ့အိုးအိမ်နဲ့လမ်းမဆက်သွယ်မှုလုပ်ငန်းများပြန်လည်တိဆောက်ရေးတို့ကိုအသုံခွန်ဆိုင်ဆောင်ရွက်သွားမယ်လို့မေးအွန်လိုင်းကပြောဆိုလိုက်ပါတယ်။လက်ရှိနေပြည်တော်မှာလုံးဝပြတ်စည်းသွားပြီးတော့တုံးလို့မရတော့တဲ့ရုံးဌာနများအနေနဲ့ဇေယျသေးလေးမှရှိတဲ့စစ်ရုံးနိုင်ငံတော်တမရာရုံးနိုင်ငံသားရေးဝန်ကြီးဌာနရုံးအလို့သမားဝန်ကြီးဌာနရုံးပြည်တော်စုတရားလွှတ်တော်ချုပ်ရုံး နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးစစ်မှုဝင်ကြီးဌာနရုံးလူဝင်မှုကြီးကြပ်ရေးရုံးတို့ဟာမလျင်ကျောက်လုံးဝကိုပြက်စီးသွားပြီဖြစ်တယ်လို့သိရပါတယ်။ယာယီရုံးတွေကိုတတ်မှတ်တဲ့နေရာမှာစစ်ရုံးနဲ့တမရရုံးကတော့ယာယီနေရာရသွားပါပြီ။တရားလွတ်တော်ချုပ်ရုံးနဲ့ခုံရုံးတို့ဟာလည်းယာယီရုံးတွေရသွားပြီ။တချို့ရုံးတွေကတော့ကားပါကင်နေရာတွေမှာယာယီတဲလေးတွေထိုးပြီးတော့ရုံးဖွင့်နေရတာတွေရှိပါတယ်လို့နေပြည်တော်ကဝန်ထမ်းတွေကပြောပြထားပါတယ်။မက်ရှလာ28ရက်နေ့ကမလျင်လောက်ခတ်မှုကြောင့်နိုင်ငံတော်မှာလူနေအိမ်ပေါင်း6000ကျော် ဖုံးတော်ကြီးကျောင်းနဲ့သီလရှင်ကျောင်းပေါင်း3514ကျောင်းစာသင်ကျောင်းပေါင်း2366ကျောင်းဌာနဆိုင်ရာယုံအဆောက်အုံ3688လုံးတရားပေါင်း155စင်ဖျားဇီဒီပေါင်း9620စုပြည့်စည်ဆုံးရှုံးခဲ့တယ်လို့စစ်ကောင်စီဘက်ကထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းပေါ့မျိုးရွှေပေါက်ပင်ရက်ကွက်ရဲစခန်းအနီးမှာစစ်ကြောင်းကိုအဝေးထိန်းပိုင်းနဲ့ဖောက်ခွဲတိုက်ခတ်ရာစစ်ကောင်စီဘက်က၂ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဧပြီလ17ရက်နေ့နေ့လယ်12:15မိနစ်အချိန်ကမှပေါင်မြို့ရွှေပေါက်ပင်ရက်ကွက်ရဲစခန်းအနီးမှာရှိနေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုတော်လိုင်းတပ်ဖွဲ့များကအဝေးထိမ်းမိုင်းနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်တပ်ဘက်ကရဲတအုပ်နဲ့ပြူစောတိတအုပ်တို့ပွဲချင်းပြီးတိုက်ဆုံပြီးရဲနဲ့ပြူစောတိ၄ဦးလည်းပြင်ထန်ဒဏ်ရာရရှိသွားတယ်လို့သိရပါတယ်။မိုင်းကနှလုံးထောင်ထားတာတလုံးကခွဲလို့မရလို့ကြံနေပါသေးတယ်။ ရဲခွေးတကောင်နဲ့ပြူခွေးတကောင်ကတော့ပွဲချင်းပြီးတေဆုံးသွားတယ်လို့စိတ်ဖြူတကိုယ်တော်ချားစိုးအဖွဲ့ကတာဝန်ရှိသူတို့ကပြောပြထားပါတယ်၎င်းတိုက်ခိုက်မှုကိုစိတ်ဖြူတကိုယ်တော်ချားစိုး LDF ဥဆောင်ပြီးတော့ပေါ့မြုံနယ်ပကဖအဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ပြီးတော်လိုင်းရဲဘော်များအထူးကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆလာပြီးတော့တင်ဆက်ပေးရမယ့်တရင်ကတော့မန္တလေးတိုင်းငန်းဆောင်မြို့နယ်စင်တက်ရွာကိုအချမ်းပတ်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့လေရင်နဲ့ဘုံကျဲချခဲ့ရာပြည်သူနာဦးတေဆုံးပြီးတော့အပြက်စီးတွေများပြားခဲ့တယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ် ဧပြီလ16ရက်နေ့ည9နာရီခွဲအချိန်မှာငန်းစုံမြို့နယ်စစ်တပ်ကြီးပါကိုစစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့လေရင်နဲ့ဘုံများချဲချခဲ့တယ်လို့သိရပါတယ်။ဘုံချဲချခဲ့မှုကြောင့်ခြေရွာအတွင်းမှာရှိတဲ့နေအိမ်များကိုထိမှန်ပေါက်ကွဲခဲ့ပြီးပြည်သူနှအုပ်သေးဆုံးကအပြက်စီးတွေများပြားခဲ့တယ်လို့သိရပါတယ်။မနေ့ညက9နာရီခွဲဝင်းကျင်လောက်မှာဘာတိုက်ပွဲမှလည်းမရှိဘဲနဲ့ကိုလေရင်နဲ့ရွာတွေကိုဘုံလာချဲသွားတာပါပြည်သူနှအုပ်သေးဆုံးပါတယ်ပွဲချင်းပြီးပါပဲ။ အပြည့်အစည်တွေလည်းများတယ်၊နွားတွေလည်းတေကုန်တယ်လို့ဒေသခံပြည်သူတို့ကသတင်းပေးဖို့ပြောကြားထားပါဗျာ။အလားတူပဲမနေ့ကညနေပိုင်းမှာအကြမ်းမဆက်တကမင်းတပ်မျိုးပေါ်ကိုလေရင်များနဲ့ဘုံများကျဲချခဲ့တဲ့အတွက်နေအိမ်ခုနှစ်လုံးထဲမနေ့ပျက်စီးသွားတယ်လို့မင်းတပ်အခြေစိုက်တော်လှန်ရေးသတင်းအရင်းမြစ်က HKL မင်းတပ်ကလူမှုကွန်ရက်ကနေတဆင့်သတင်းထုတ်ပြန်ထားတာကိုတွေ့ရပါဗျ။မနေ့ကညနေ9:20မိနစ်အချိန်မှာနေပြီးတော့အေလာလေးတပ်ကနေတက်လာတဲ့ Jet Fighter လေရင်နဲ့မင်းတပ်မျိုးပေါ်တနေရာကိုဘုံနှလုံးကျဲချခဲ့ပြီးတော့ လေးချောင်းတိုက်ခိုက်ခဲ့တဲ့အတွက်ကြောင့်အရသာပြည်သူနေအိမ်ခုနှစ်လုံးဝင်းကျင်ကထိခိုက်ပျက်စီးသွားတယ်လို့သိရပါတယ်။အချက်မဲ့ဆက်တကမင်းတပ်မျိုးနဲ့ကမ်ပတ်လက်မျိုးတို့ကိုလေးချောင်းတိုက်ခိုက်မှုများဇက်တိုက်လှုပ်ဆောင်နေတဲ့အတွက်ပြည်သူများသတိပြုကြရန်မင်းတပ်တော်လှန်ရေးသတင်းအင်းမြစ်ကသတိပေးပြောကြားထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုးတိုင်းကျိုးပင်ကောင်းမြို့နယ်တာယာဝတီမြို့နယ်နဲ့မကွေးတိုင်းမင်းမှုမြို့နယ်တို့မှာအကြမ်းဖက်ဆက်တက်ခတ်အုပ်ချုပ်ရေးမှုများနဲ့ဆက်တက်တို့ပူးပေါင်းပြီးတော့ဒကြံကာလာအတွင်းမှာလူငယ်အယောက်20နီးပါးကိုပေါ်တာဆွဲဖမ်းဆီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဧပြီလ23ရက်နေ့မနက်6နာရီခွဲအချိန်ကမှကျိုးပင်ကောင်းမြို့နယ်တဲကုန်းရွာမှာနေထိုင်ပြီးတော့ကျိုးပင်ကောင်းမြို့ပေါ်မှာလာရောက်အလုလုတဲ့ ကိုနေစောမင်းနဲ့ကိုစောမျိုးအောင်တို့ကိုရက်ကွက်အုပ်ချုပ်ရေးမှုရဲ့တရင်ပေးဖို့ချက်အရာအကြမ်းမဲ့စစ်တပ်ကစစ်မှုထမ်းခိုင်းရန်ပေါ်တာဆွဲဖမ်းဆီးသွားတယ်လို့သိရပါဗျ။အခုလိုမျိုးဖမ်းဆီးခံရပြီးတဲ့နောက်မိသားစုဝင်တွေကဂျိုးမင်ကောင်မျိုးနဲ့ထွေးအုပ်ရုံးကိုတွားရောက်ပြီးတော့ပတ်စံနဲ့ပြန်လဲရွေးထုတ်ရန်လိုက်သွားတော့လေ ထွေအုပ်ရုံးမှာတပ်ဆွဲထားတဲ့စစ်တပ်ကဖမ်းဆီးထားခြင်းမရှိဘူးဆိုပြီးတော့ညင်းဆိုကမိသားစုဝင်များကိုဆဲဆိုပြီးတော့နှင်ထုတ်လိုက်တယ်လို့သိရပါတယ်။မိသားစုတွေကထွေအုပ်ရုံးကိုလိုက်တော့စစ်ခွေးတွေကအတွေ့မခံဘူးညင်းလွတ်ပြီးတော့ဆဲဆိုပြီးပြန်ခိုင်းလိုက်တယ်လို့ပြောတယ်။မိသားစုဝင်တွေကရင်းနှီးတဲ့သူတွေကိုအကူအညီတောင်းပြီးတော့ရုံးကစစ်ဘော်တွေကိုစကားပြောခိုင်းတော့သူတို့တွေကစကားတန်ထွက်လာတယ်။ ။တိုင်ငုံအုပ်စုအုပ်ချုပ်ရေးမှုကကိုနေဆောင်မင်းနဲ့ကိုဆောင်မျိုးအောင်တို့ကိုအလုတ်ထွက်သွားတဲ့အချိန်နဲ့သူတို့ဝက်သွားတဲ့အဝတ်အစားပုံစံတွေကိုလှမ်းပြောပြီးတော့စစ်ဖို့ထမ်းဖို့ဖမ်းခိုင်းတာလို့သိရတယ်လို့ဖမ်းဆီးခံရတဲ့မိဘဆွေမျိုးတို့ကပြန်လည်ပြောပြထားပါတယ်။အလားတူပဲတာယာဝတီမျိုးနဲ့အောက်လက်ပံခုံအုပ်စုအုပ်ချုပ်ရေးမှုတင်ဆိုရာအိမ်မှုတန်ဆိုရောင်နီကုန်းရွာရာအိမ်မှုတင်လာလက်ခွဲရွာနဲ့ဝါလေးယုံရွာကရာအိမ်မှုမျိုးစုံတို့ကဥဆောင်ပြီးတော့ခြေရွာနေလူငယ်များကိုအကြမ်းဖက်စစ်တပ်ကိုခေါ်ပြီးတော့ဖမ်းဆီးခိုင်းနေတယ်လို့သိရပါတယ်။ အဲ့ဒီအောက်ချုပ်ရေးမှုတွေဥဆောင်တဲ့အဖွဲ့ဟာအေပီလာတရက်နေ့ညပိုင်းမှာညောင်ဒီကုန်းရွာကကိုစင်အောင်နဲ့အေပီလာ၂ရက်နေ့ညပိုင်းမှာအောက်လက်ပံခုံရွာကမောင်နွားကြီးဆိုသူတို့ကိုအကြမ်းဖက်စစ်တပ်ကိုခေါ်ပြီးတော့နေအိမ်ထဲအထိကိုဝင်ရောက်ပြီးတော့ကော်တာဆွဲဖမ်းဆီးခဲ့တယ်လို့သိရပါဗါဒါအပြင်အောက်ချုပ်ရေးမှုတင်ဆိုးဟာအောက်လက်ပံခုံအုပ်စုထဲမှာရှိတဲ့ခြေရွာတွေထဲကတေးရွာကိုလူငယ်၂ဦးနှုတ်နဲ့ လာတိုင်းလာတိုင်းစစ်မှုထမ်းခိုက်ရန်ဖမ်းဆီးခိုင်းနေခြင်းဖြစ်ပြီးတော့ထမှန်ပေါ်တာဆွဲဖမ်းဆီးရန်လည်းလှုပ်ဆောင်နေတယ်လို့သိရပါတယ်။ကြေးရွာများအတွင်းမှာလည်းလာစဉ်စစ်မှုထမ်းခြင်းဆိုပြီးတော့တအိမ်ကိုငွေကျပ်3000ခွဲကနေ9000အထိလိုက်လံကောက်ခံနေတယ်လို့သိရပါတယ်။အလားတူပဲမင်းဘူးမြို့တောင်ဘက်ပိုင်းမှာရှိတဲ့ကြေးရွာများကိုလည်းအချက်မဲ့စစ်တပ်ကအေဘီလ73ရက်နေမှာဝင်ရောက်စီးနှင်းပြီးတော့လူငယ်9ဦးကိုပေါ်တာဆွဲဖမ်းဆီးသွားတယ်လို့ဒေသခံပြည်သူများကတိုင်ကြားထားပါတယ်။မင်းဘူးမြို့တောင်ဘက်ပိုင်းကြေးရွာတွေကိုစစ်ခွဲတွေကဝင်ရောက်စီးနှင်းပြီးတော့ လူငယ်ကိုအုပ်ကိုပေါ်တာဆွဲဖမ်းသွားတာဘယ်ကိုဖမ်းသွားလဲဆိုတာလည်းမသိရသေးဘူးလို့ဒေသနေပြည်သူတို့ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အချမ်းဘတ်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေအမြဲဆုံးလွတ်မြောက်ပြီးပျော်ရွှင်သောနှစ်တည်းကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ